်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီအနောက်သလုံးပေါင်းခြင်းပရိတ်20နှမျိုးကိုတင်ပြတော့မှာဖြစ်ပါတယ်ပေါ့နော်ဒီအနောက်သလုံးပေါင်းခြင်းပရိတ်ယူတဲ့နည်းခုနှစ်လုံးဖြစ်တယ်ပေါ့နော်6869တော်မြအတိတုံးကအနောင်နှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်။ဂျန်နေ3လုံးအပြောက်ဖြစ်မယ်ပေါ့နော်။6တုံးမြ3ဆိုတဲ့အတွက်အနောင်နှလုံးပေါင်းတုံးမြနဲ့3ပေါင်းတုံး6နှစ်6ဆိုတဲ့အတွက်2နဲ့6ပေါင်းနဲ့ ဒီလေးရှိတဲ့မှာတော့အနန္တလုံးပေါင်းရှင်9ဖြစ်ပါတယ်9ခုရှိတဲ့ပြင်မှာတော့ဖောက်သွားတယ်ပေါ့နော်ပြီးတော့တတိယချက်တပြင်မှာတင်းနဲ့6ပေါင်းခွန်း6ခုတုံများမှာ9နဲ့တုံများနဲ့ပေါင်းရှင်9 9ခုတုံတပြင်မှာအနန္တလုံးပေါင်း9 3ပေါင်းရှင်7ဖြစ်ပါတယ်9တုံများလေးမှာတော့အနန္တလုံးပေါင်းတုံများနဲ့4ပေါင်း4တုံများနဲ့3ပေါင်း3တုံနဲ့6ပေါင်း9 4တပေါင်းတာ9အလဲနဲ့အပိနဲ့ပေါင်းရှင်ပရိဖြစ်ပါတယ်ပေါ့နော် ရောင်းရနေရပေါင်းရှင်ရှိချောင်းရငားရပေါင်းရှင်ဆက်တဲ့ကိုရှောင်းနေမှာချောင်းရနေရပေါင်းရှင်ရှိပရိဖြစ်ပါတယ်။တုံများလေးလေးမှာလေးလေးပေါင်းရှင်ရှိနီးနေတဲ့မှာနီးနေတဲ့ပေါင်းရှင်အလေးအပိတ်ပေါင်းရှင်သုံးပရိဖြစ်ပါတယ်။တစ်တစ်ချောင်းကနေစားပြီးတော့တောင်ချောင်းပေးနေတာဖြစ်တယ်ဗောနော်။ပြီးတော့ဒီမှာရှင်လေး၃ရှင်လေး၃မှာလေး၃ပေါင်းရှင်က9ပရိဖြစ်ပါတယ်။ရှင်ရှောင်း၃မှာရှောင်း၃ပေါင်းကိုနေ့၃မြောက်ကိုမှာ၃မြောက်ရဲ့9ပေါင်းရှင်9ဗောနော်။ 3ခုခုမှာခုခုပေါင်း၄၈၄မှာ၉၄ပေါင်းတာ73တီပြီးခရတဲ့ဘာ၉၃များတင်းနေ3 6ထဲက963ဆိုတဲ့အတွက်ကျွန်တော်တို့အလယ်နဲ့အပိန်နဲ့ပေါင်းရှင်းပြိဖြစ်ပါတယ်6ရဲ့3ရဲ့ပေါင်းရှင်း9ပြိဆိုပြီးတော့ဒီ၉၃များတင်းနေ3 6ထဲက9ပြိချပေးသွားတယ်ပေါ့နော်โอเคတီနီတိုင်းပဲဆက်ပြီးတွဲယူသွားမှာဖြစ်ပါတယ်ခွန်9ခွန်9 963ဆိုတဲ့အတွက်ကြောင့်မို့ဒီရှိဆုံးတဲ့ကြိမ်ဒုက္ခနဲ့ကြိမ်ပြီးရင်ဒီ9မှာ2ကြိမ်6မှာ2ကြိမ်အပေါင်းလေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9နဲ့ကြိမ်30 9နဲ့ကြိမ်30 6နဲ့4ပေါင်းချင်း30 9တလုံးကြံမယ်ပေါ့နော်ဆိုတော့ကျွန်တော်ခွန်ရှေ9တောင်ညာဒီနေ့နေ့ကုန်နေ့နဲ့ပေါင်းရှင်လေးခွန်ရှိကိုတုံများတင်းနေလေးအနန္တလုံးပေါင်းရှင်ပြည့်ဖြစ်မယ်ပေါ့နော်ရှင်လေးတုံးမှာတော့ ခွန်ရှိကိုတော်များတင်နေလေးထက်ကခုနှစ်ပြိချပေးသွားခဲ့ဘူးတယ်ဗောနော်ဒီတစ်ပတ်မှာလည်းကျွန်တော်အနောက်နှလုံးပေါင်းရှင်ပြိဗောနော်ဒွနီနံပါတ်1 DF today အလေအပိတ်ပေါင်းရှင်ပြိခုနှစ်လုံးဖြစ်မယ်ဗောနော်ဂျန်နေ၃လုံးအပြောက်ဖြစ်ပါတယ်နောက်ထပ်တွင်ဒီတစ်မျိုးကတော့ကျွန်တော်ပြိ6လုံးယူတဲ့ဤဖြစ်ပါတယ်ဗောနော်ဒါလေးကိုကျွန်တော်ပုံသူပြပြီးသွားမှာဖြစ်ပါတယ် အနောက်နှလုံးပေါင်းခြင်းပလေ20နံပါတ်3ကတော့ခွန်ချေ93များတင်းနေလေးစုပြီးရတယ်ပေါ့နော်။ပြီးခရီးတစ်ပတ်ပုံသူက93များတင်းနေဖြစ်ပါတယ်။ကိုပရိ63တွဲချပေးသွားတယ်ပေါ့နော်။ဒီတစ်ပတ်ကခွန်ချေ93များတင်းနေလေးစုပြီးတော့20နံပါတ်3ပေါ့နော်။အဲဒီခုကတော့ကျွန်တော်20နောက်ထပ်တစ်မျိုး20နံပါတ်2ဖြစ်ပါတယ်။3568 another low bounce break မှာ9တုံများလေးရှာပြီးတွားလာဖြစ်ပါတယ် အလဲနဲ့အပိတ်ပေါင်းရှင်ပရိဆိုတဲ့အတွက်တောင်ညာနဲ့ဒေးပေါင်းရှင်ဒေးပရိဖြစ်ပါတယ်။နောက်ထပ်ငါးတောင်ညာလေးပြီးတော့သူရှားပြီးသွားတာကငါးတောင်ညာ၃ဖြစ်ပါတယ်။အနောက်နှလုံးပေါင်းရှင်ပရိဆိုတဲ့အတွက်တောင်ညာနဲ့၃ပေါင်းရှင်၃ပရိဖြစ်တယ်ပေါ့နော်။ငါတုံများတုံးပြီးတော့336ဖြစ်ပါတယ်ကိုတုံများတင်းနေတုံးလေးထဲက9ပြေ63တွဲရှားပြီးသွားတယ်ပါနော်အလင်းနဲ့အပိတ်ညာ ကိုပရိ63တွဲဖြစ်ပါတယ်။၃၄တိဖြစ်မယ်ပေါ့နော်။၃၃၆ပြီးတော့၃၄တိဆိုရတဲ့အတွက်၄တိပေါင်းရှင်း၅ပရိဖြစ်ပါတယ်။၃၄တိပြီးတော့အချက်ရှောက်ခွန်ဖြစ်ပါတယ်။၆ရခွန်ရပေါင်းရှင်း၃ပရိဖြစ်ပါတယ်။ဒီလေး၅၆ခွန်ရှိကိုအနန္တလုံးပေါင်းရှင်းပရိမှာ၆တော့များ၆ဆိုရတဲ့၃ညာနဲ့၆နဲ့ပေါင်းရှင်းက၆ပရိဖြစ်ပါတယ်။၆တော့များ၆ပြီးတော့နောက်ထပ်တစ်ပြိုင်မှာတူချပြီးတော့တာက၆၆၅ ဖြစ်ပါတယ်ရှောင်းရှောင်းနေပါတော့ရှောင်းရှောင်းနေဆိုရအတွက်ဒီအလေနဲ့အပိန်နဲ့ပေါင်းရှင်းကရှစ်ပရိဖြစ်ပါတယ်6ခု6 9 3တစ်ထဲက6ရှောင်း5ဆိုရအတွက်6နဲ့5ပေါင်းရှင်းက7တစ်ဖြစ်ပါတယ်တစ်ပရိပေါ့နော်ခွန်ရှိကုတုံညာတင်းနေတဲ့က9ချောင်းနှစ်ဆိုတဲ့အတွက်ဒီ6ရက်နေ့ရပေါင်းရှင်ရှစ်ပရိချပြီးသွားခဲ့တာဖြစ်ပါတယ် 6089တုံများတစ်ထဲကတုံညာလေးလေးဆိုတဲ့အတွက်အလေးအပိပေါင်းလေးနဲ့လေးပေါင်းရှင်းချပြလေ9တုံများတင်းနဲ့တုံးလေးအနောက်နှလုံးပေါင်းချပြလေမှာတုံများလေးလေးပြီးတော့နင်းနေတည်ဖြစ်ပါတယ်နင်းနဲ့တင်းပေါင်းချင်းတုံခွန်ရှိ9တုံများတင်းနဲ့အနောက်နှလုံးပေါင်းချပြလေဖြစ်ရမယ်ပေါ့နော်ရှင်းလေးသုံးစုတွေအတွက်အလေးနဲ့အပိနဲ့ပေါင်းရှင်းကဒီလေးသုံးပေါင်းရှင်းခုနှစ်ပြိချပေးသွားတာဖြစ်ပါတယ် ိုးတုံများတင်းနေတုံးလေးထဲကရှင်းရှောင်းတုံးဆိုတဲ့အတွက်ကြောင့်မို့6ရက်3ရက်ပေါင်းရှင်ကိုးပရိဖြစ်ပါတယ်ခွန်ရှိကိုးတုံများတင်းနေပရိဆိုပြီးရတာဖြစ်ပါတယ်ရှင်းရှောင်းတုံးပြီးတော့နှစ်တုံညာကိုးဆိုတဲ့အတွက်တုံညာနဲ့ကိုးပေါင်းရှင်ကိုးပရိဖြစ်ပါတယ်ဒီ9689တုံများအနန္တလုံးပေါင်းရှင်ပြည်ဖြစ်မယ်ပေါ့နော်နှစ်တုံညာကိုပြီးတော့ခွန်ခွန်ကိုဒါ2020နဲ့5နှစ်ကနေဖြစ်ပါတယ်ခွန်နဲ့ကိုပေါင်းရှင်2020 ရှောက်ပရိပေါ့နော်ခွန်ခွန်ကိုပြီးတော့ခွန်၃ည၃ညဖြစ်ပါတယ်အနောက်နှလုံးပေါင်း၃ညနဲ့၃ညနဲ့ပေါင်းရှင်း၃ညပရိပေါ့နော်ခုနှစ်ရပြီးတော့၃ခွန်ခွန်ဖြစ်ပါတယ်၃ခွန်ခွန်မှာခွန်နဲ့ခွန်ပေါင်းရှင်း၄ပရိဖြစ်ပါတယ်၃ခွန်ခွန်ပြီးတော့၈၉၄ပေါ့နော်၈၉၄ရှိတဲ့၉နဲ့၄ပေါင်းရှင်း၈၉၃ညတင်းနေတုံးတဲ့က၃ပရိ၉၄တွဲချပေးသွားတာဖြစ်ပါတယ် ပြီးတော့ပြီးခဲ့တဲ့ဘက်ကို crunchy ကိုတုံများတင်နေတဲ့ကငါ63ဆိုတဲ့အတွက်ကြောင့်မို့6နဲ့3ပေါင်းရှင်9ပြီးချပြီးသွားတယ်ဗောနောပုံသူဆိုင်တော့9တုံများတင်နေပြီးချူပြီးချီတယ်ဗောနောကျွန်တော်တို့63တွဲ9ပြီးချပြီးသွားတာဖြစ်ပါတယ်โอเคသူရဲ့တွဲနည်းကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပါခင်ဗျာဒီခွန်3ည3ညတပင်ကနေ3ခွန်ခွန်ချပေးသွားတဲ့တပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် အနောက်နှလုံးပေါင်းခြင်းပရိသတ်နည်းနံပါတ်နည်းဖြစ်ပါတယ်ဒီ၅ကတစ်ချိန်တင်းနဲ့ချင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဗောနော်၃ခုခွန်တပင်ကိုတွဲပြမှာဖြစ်ပါတယ်တစ်ချင်းပေါင်းခြင်းက9နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ဆိုတော့9နဲ့ချင်းပေါင်းခြင်း7ရှင်းနဲ့၅ပေါင်း73တုံးလေး9 6ခွန်8အနောက်နှလုံးပေါင်းခြင်းပရိယာနေဗောနော်၃ခွန်ခွန်ဆိုတဲ့အတွက်အနာနှလုံးပေါင်းခွန်နဲ့ခွန်ပေါင်းရှင်၄ပြည့်ဖြစ်ပါတယ် ဒါကြောင့်မို့ဒီ3569မှာ3000ဆိုပြီးတော့ဒီမှာရေးပြပေးထားတာဖြစ်ပါတယ်ဒီနေ့အတိုင်းပဲကျွန်တော်တောက်ချောက်ပေးလာခဲ့ပြီးပြီပေါ့နော်3569မှာ0000ပေါင်းရှင်4ပြီးတော့ဒီ6939တင်းနဲ့3ရတာလေးထပ်ပြီးတက်ပြပေးသွားမယ်ပေါ့နော်ဒီ20အရာအပေါ်ကလိုမျိုးပဲ5တစ်ကြိမ်ဖြစ်ပါတယ်ပြီးတော့633ကတင်းနဲ့3ပေါင်းရှင်း4အပေါ်မှာ9နဲ့10ပေါင်းမှာဖြစ်ပါတယ် နားလေးပေါင်းခြင်းကကိုကိုနဲ့ပေါင်းခြင်းဆက်ချရတဲ့အတွက်ကြောင့်မို့၈၉၃ညတင်းနေတုံးလို့အစင်လိုက်ယူလိုက်တာဖြစ်ပါတယ်။၈၉လေးဆိုတဲ့အတွက်အနောင်နှလုံးပေါင်းကိုနဲ့လေးပေါင်းခြင်း၃ပြိဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့၈၉၃ညတင်းနေတုံးမှာ၈၉လေးဆိုပြီးတော့ဒီမှာရေးပြပြပေးထားခြင်းဖြစ်ပါတယ်။ထပ်ပြီးတော့တရားပေါ်ကခွန်ချက်ကိုတုံညာတင်းနေရတာလေးကိုထပ်ပြီးတပြပြပြီးတော့မှဖြစ်ပါတယ်။ အဘွားယူယူတဲ့နေ့တိုင်းပဲပါเนาะဒီမှာငါးတစ်ချိန်ယူမှာဖြစ်ပါတယ်။ငါးတုံးတုံများက၃နဲ့၃များနဲ့ပေါင်းရှင်း၃ပြီးရင်အဲ၉နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်။ငါးတုံးပေါင်းရှင်းကရှင်းရှင်းနဲ့၉ပေါင်းရှင်း၁၉ရာတဲ့အတွက်ကြောင့်မို့ခွန်ရှိကိုတုံညာတင်းနီအနန္တလုံးပေါင်းခြင်းပြင်ပြရမယ်ပေါ့နော်963ဆိုတဲ့အတွက်အနန္တလုံးပေါင်းတိ6ရဲ့3ရဲ့ပေါင်းရှင်ကိုပြင်ချပေးသွားတာဖြစ်ပါတယ် ဖွန်ရှင်ကိုတော်များတင်နေပါ963ဆိုပြီးတော့ပြီးခရီးတစ်ပတ်ပုံတူဆိုရင်ကိုတော်များတင်နေပါတော့ကိုပရိ63တွဲချပေးသွားတာဖြစ်ပါတယ်။ Okay ဒီတစ်ချိန်မှာတော့3တစ်ချိန်နေခွန်ပေါင်းရှင်ကိုကိုနဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်။ကိုနဲ့ကိုပေါင်းဆက်ရှင်ရှင်နဲ့3ပေါင်းဆက်တည်ရတဲ့အတွက်ကြောင့်မို့တင်နေ356အနောက်နှလုံးပေါင်းရှင်ပရိဆိုပြီးတော့20ရာဒီဟာလေးရာတာဖြစ်တယ်ပေါ့နော်။ ငါတုံညာလေးကနေဒီနေ့အတိုင်းပဲတောက်လျှောက်ပြီးဖေးလာခဲ့ပြီးပြီပေါ့နော်ဒီ6ချိန်မှာတော့တနည်းအရာဒီနေ့3 4 5 6အနောက်နှလုံးပေါင်းခြင်းပြိဆိုပြီးရမှာဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ခုနကတနည်းနံပါတ်3နဲ့ကျွန်တော်တပီးတော့ဒီမှာတရှိတရှိသေးရပြပေးသွားမှာဖြစ်တယ်ပေါ့နော်ဒီနေ့3 4 5 6ဆိုတဲ့အတွက်ကြောင့်မို့ တွင်နီနှစ်ခုစလုံးသာအနော်နှလုံးပေါင်းချင်းပြိထပ်ပြီးခြားပြီးသွားခဲ့မယ်ဆိုရင်တော့ကျွန်တော်ဒီမှာပုံတူတာကတည်တလုံးပုံတူနေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာအနော်နှလုံးပေါင်းချင်းပြိဒီဖြစ်တဲ့ပါတယ်နောက်ထပ်နှစ်နှစ်ကလေးပုံတူနေတာတွေ့ရတယ်လေးကလေးပုံတူထဲမှာ ပါနေတဲ့အတွက်ကြောင့်မို့အနော်နှလုံးပေါင်းချင်းပြိ၃လုံးကျန်တာဖြစ်ပါတယ်တွင်နီနှမျိုးစလုံးသာ ထပ်ပြီးချပေးသွားခင်မယ်ရှင်အနောက်နှလုံးပေါင်းရင်တစ်ဖြစ်ရမယ်သို့မဟုတ်နှစ်ဖြစ်ရမယ်သို့မဟုတ်လေးဖြစ်ရမယ်ပေါ့နော်ဒါနည်းအရာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာကီးတွယ်နည်းတွေကိုတင်ပေးသွားပါဦးမယ်ခင်ဗျာ